အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးသူလင်းအိမ်ရေးသားတဲ့ရင်ဝယ်ထားတားလည်းမဟုတ်လို့အမည်ရတဲ့ဝိထုတို့လေးကိုကျွန်တော်ကိုရွှေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ လိုက်ပါနားဆင်ခံစားပေးကြပါဦးခင်ဗျာရင်ဝယ်ထားတားလည်းမဟုတ်အခန့်တည်းအရင်ညိုရင်အလို့အိမ်မသွားဘူးလားတော့အိမ်ရှိကနေမိခင်သိန်းလှမ်းမိနေတဲ့အတန်ကိုကြားပေမဲ့ညိုစိန်ဘာမှပြန်မပြေမီပြေချင်းစိတ်လဲအလှင်းမရှိ အလူတန်ကြားပြီဆိုရင်ညိုစိန်ဝမ်းနေလိုက်ဒေါသဖြစ်လိုက်နေရင်ထဲမှာနေရထိုင်ရခတ်တာအမှန်။နှွေလီမစို့တဖို့ဝင်လာပြီဆိုတာနဲ့အလူအိမ်တွေကဓက်ဆက်တန်ဆိုတာမကြားကျင်ပါအစုံ။တမိုးတဆောင်းမှာကုံယုံခဲ့သမျှဒီတနေကိုသာ အားခဲထားကြတာလီ။ရွှေနဲ့သွေးရင်းနေခဲ့တာတွေပင်ပန်းခဲ့တာတွေကတားလေးရှင်ပြူတမိကလေးနာတာဖိတ်စာအောင်မှာကြပြောက်ခဲ့ရတာကြီးပါပဲ။ ရတလိရွာတလိအရာ ရှင်ပြုမန်းတက်ဆထိုးပြီဆိုတာနဲ့တရွာလုံးကမိခိုးတိတ်ပေါ့ကူကြခတ်ကြဝိုင်းကြတဲကြနေတရင်တယောက်ကြရဲ့လို့ရွာလူကြီးကစော်ဩနေကြရလဲမလို့အိမ်မှာကြံရစ်နေခဲ့သည့်သူတွေအတွက်လဲနောက်ဆန်တင်းစရာမလို့အောင်ကြက်ပြီးဟေ့ဆိုတာနဲ့ရောက်လာပြီးသားလေရွာမှာဘယ်အိမ်ကအလူဖြစ်ဖြစ်ညိုစိန်ကတွားကူနေကြခါတိုင်းလဲညိုစိန်ကမိမအုပ်စုရဲ့ခေါင်းဆောင်ကိုဖြစ်လို့ ပွဲမစခင်အချက်အပြုတ်ကိုညိုစိန်တို့မိန်းမတွေက နိုင်နင်းပါရဲ့တကယ်ပွဲရောက်ပြီဆိုရင်တော့မိန်းမတွေထက်ယောက်ျားတွေကဟင်းချက်လက်ရာကကောင်းကျယ်အဲ့ဒီလိုအချိန်မှာညိုစိန်ယောက်ျားကိုဖိုးမောင်ကမပါမဖြစ်ဦးတကြီးပဲလीဒါကြောင့်လဲညိုစိန်တို့လင်မယားကအလှပွဲရဲ့ပွဲတန်းကြော်လို့လို့ဖြစ်နေခဲ့တာကိုရွာတင်ဘဲကမတော့ရွာနီးချုပ်ဆက်တယ်ဆိုရင်လဲတကူးတကကိုလာဖိတ်ကြသည်ရဲ့သူများပွဲတွေကိုပွဲတိုင်းမချန်အောင် ရောက်ခဲ့တာဆိုတော့ ျုပ်တို့သားမောင်ရှင်ပြုအလှူကြရင်ဝက်ဝက်ခွဲကိုစီကားနေမှာပဲဟိကိုဘိုးမောင်ကြီးကအာရဝန်းတာလက်ကမောင်းခတ်ထားတယ်လို့ညိုစိန်ကလည်းကျုံဝါထားခဲ့တာပဲလေဘဲပွဲရောက်ရောက်ညိုစိန်ကခမိတ်မိန်ကြီးကိုကြိုဖိတ်ထားခဲ့လေတဲ့ကျုပ်ရဲ့သားတော်မောင်အလှူကြရင်မလာပဲနေတော့ကတော့တွေ့တဲ့နေရာမှာနပန်းလုံးမိတာမှတ်ကောင်းမနေရေအဲ့ဒီလိုအချိန်များဆိုအနီးနားမှာရှိနေတဲ့သူတွေကတဟားဟားနဲ့ကို ပွဲကြနေရောပဲ။ တားတော်မောင်ငယ်ငယ်တုန်းကစိတ်ကူးနဲ့ယူတွက်ခဲ့ဘူးတာခုနေများပြန်တွေးကြည့်ရင်ညိုစိတ်ကိုညိုစိတ်ချက်မစုံဖြစ်နိုင်ရင် ပြောခဲ့မော်ခဲ့တာတွေကိုအိမ်မက်အဖြစ်ထားလိုက်ချင်ပါရဲ့တပိတ်မနိုင်ပါဆိုလို့အရွယ်မတိုင်ခင် လုံအောင်ထိန်းနိုင်ခဲ့တဲ့မူသားကတားတော်မောင်လူပြိုပေါက်စဖြစ်လာချိန်မှာတော့စင်သေးကိုစိတ်တည်ရင်နဲ့ဖုံးတယ်လို့ဘွင်ဘွင်ကြီးပေါ်နေတဲ့အဖြစ်လေး မလွှဲတာလို့လာရတဲ့အလူတိုင်းမှာညိုစင်ရဲ့အတန်းတဆာဆာကပျောက်ရှနေခဲ့တာဘလောက်ကြာနေပြီလဲမော်ဖူးခဲ့တဲ့ကောင်းတော်ငုံထားနေရပြီလေဘယ်အချိန်များတစုံတယောက်ကထမေးလိုက်မလဲလို့သွေးကပြက်ရှင်ချင်းဒီလိုနဲ့အလူပွဲတွေကိုမျက်နာကလေးတွားပြလိုက်ရုံနဲ့ညိုရှင်ရှောင်နေခဲ့တာမနေတော့အလူဆိုတဲ့အတန်ကြာယုံနဲ့တင်ညိုစင်လမ်းဖြန့်လာခဲ့ပြီအခုတပွဲကလည်းမျက်နာတွားပြရုံနဲ့ရလောက်တဲ့သူမျိုးမဟုတ် မိဘချင်းကလည်းလူရင်းတွေပစင်လောင်မောင်တောက်ကြကလည်းအိမ်ကတားတော်မောင်နဲ့ငယ်တငယ်ချင်းတွေဖြစ်နေသေးတော့ပိုဆိုးပေါ့တက်ပြင်းကိုမြင်းမြင်းချာရင်အဝတ်တန်းပေါ်ကတပတ်ကလေးကိုခေါင်းပေါ်တင်ပြီးအလူအိမ်ရှိတဲ့စီကိုတွားနေနေရဲ့ညိုစိမ့်ရဲ့ခြေလန်းတွေကလေးတွဲလို့ပင်နေလီတော့တယ်အခန်းနေညိုစိမ့်တို့နယ်ဘက်တစ်လျှောက်လူကြီးသူမတွေကအိမ်တဲအိမ်မှာယောက်ျားလေးတစ်ယောက်မွေးတန်ဆို မွေးတယ်ဆိုတာအတန်ကြားတာနဲ့မိဘကို အပေတကားပိတ်ပေးမဲ့တာသနာအလောင်းလျာလီဟာလို့ထောပန္နာပြုတတ်ကြလေရဲ့ဖျားအကြောင်းတရားအကြောင်းကိုညိုစိန်အတီကြီးရယ်လို့မဟုတ်ပါဒါပေမဲ့တားယောက်ျားကလေးမွေးတော့အပေတကားပိတ်တယ်လို့ကြားဘူးနားဝတော့ရှိဘူးပါရဲ့တားတော်မောင်ပစင်းပတ်တက်တော့ပြုတမျှကုသူကိုမိဘကလည်းရလဲဆိုတာပဲဒါကြောင့်ပစင်းယဟန်းကံဆိုပြီးမိဘကိုကျေးဇူးဆက်တာမြည်တဲ့ မောင်တောက်ကြတွေကတော့မိဘကျေးဇူးကိုဆက်နိုင်တော့မှာပေါ့အသားရည်ညုံမောင်းပေမဲ့မျက်စိရှိမှတင်ဖွင့်ပြိုးလာတဲ့မောင်တောက်ကြလေးကပဇင်းလောင်းလျာပိသားအောင်ခံညာနေလိုက်တာစံချပြီးတင်ငန်းများစည်းလိုက်ရင်ဖြင့်ဘလောက်တောင် ကြီးညိုစရာကောင်းနေမလဲအတွင်းနဲ့တင် ကြည်နူးမှုတွေကအတော်မတတ်နိုင်သေးဘူးရဲ့ကိုတင်အဲ့ဒီလောက်ဖြစ်မိတယ်ဆိုမှမိခင်ရင်းတွေက60ဆာမကတာနေအောင်မပေါ့ကောင်းလိုက်တဲ့ကံထူးလိုက်တဲ့ကုသူ မိဘချင်းအတူတူကို့အဖို့မှာကြတော့ဘယ်ဘဝကဝကြွေးတွေများလာတင်နေခဲ့ပါလဲဝဲလာတဲ့မျက်ရည်ကိုအခွန်နှွာနေတဲ့ကြက်တုံကြောင့်လို့အချက်ပြေကလေးရဲသွန်းတွေးလိုက်ရသေးရဲ့တော့မဟုတ်ရင်အနားမှာကက်ရက်ရှိနေကြတဲ့မိမအုပ်စုကအားတဲ့အချိန်မှာတန်းချာရင်အတင်းတုပ်ရှေးမူမပြတ်ကြတဲ့သူတွေကြီးပဲလေ မျက်ရည်စားတချို့ကိုလက်ဖမိုးနဲ့ထိုးတိဖဲချနေတုံးပါပဲအရေးကလေးတစ်ခုညိုစိမ့်ရှိကိုဘွားကနေရောက်လာခဲ့လေရဲ့ကြည်လိုက်တော့ပစင်းလောင်းလျာလေဒွေလီတာထုံးအောင်က မဟုတ်သေးဘူးသိရလားထွေလေအတန်ဩဩချင်းနဲ့အဆက်အဆက်မရှိပြောလိုက်တာတဲ့ပစင်းလောင်းစကားကိုကြားလိုက်တော့ညိုစိမ့်ရင်ထက်ရပြီလူငယ်ကာလာသားအရွယ်မဟုတ်ရှေ့မကြည့်နောက်မကြည့်နဲ့ဒဲတို့များပြော့ချလာရင်ဖြင့်အချက်ဟတ်တဲ့ကွဲမကိန်း ဘာဖြစ်လို့လဲတောက်ကြတွေးလေးသားဘာဖြစ်လို့လို့ဘာဖြစ်ရမှာလဲတွေးလေးသားကိုရှင်လောင်းအရင်လောက်ခိုင်းမလို့ပါဘူးကြီးခံနေတယ်အဲ့ဒါတွေးလေးပြောပြပါဦးစိုးတထိတ်ထိတ်နဲ့မေးလိုက်ခါမှာပိုးဆိုးနေတယ်အဖြစ်လူပြိုကာလာသားရွယ်တွေကရှင်လောင်းအရင်တရိုးသားအရင်လောက်ရမယ်ဟေ့ဆိုတာနဲ့ယုံထုံးမတက်ပြောလိုက်ကြတာညိုစိမ့်သားတော်မောင်ကြမှာရဲ့ရွာထဲမှာယာဇဝင်တွင်အောင်ညင်းနေကြတာမြတ်ပွဲနှစ်ပွဲကတော့လို့လား တဖြည်းဖြည်းနဲ့လူတွေကလည်းရိပ်မိကုန်ပြီပေါ့အင်းမာတာရဲ့ထွေးလေးပြော့ပြပေးပါမယ်မင်းတငယ်ချင်းကလည်းလူတော့တိုးတက်တဲ့ကောင်မှမဟုတ်တာတောက်ကြရဲ့ဟာလို့ပြီးတာပြုံးဆဆနဲ့ပြောနေရပေမဲ့ညိုစိတ်ရင်နဲ့ရှက်စိတ်တွေကတဖြန်းဖြန်းနဲ့ပစင်းလောင်းလေးကစကားဆက်မလာပဲလှက်ထွက်သွားလို့ဒါတော်ပြီရောကြံရင့်နေခဲ့တဲ့ညိုစိတ်မှာအနီးနားကအုပ်စုတွေကိုလည်းမျက်နှာဘူးလူကိုယ်တိုင်ကလည်းဟိုကန်ရနိုးဒီကန်ရနိုးနဲ့ စိတ်နဲ့လူနဲ့မကတ်တော့ဘူးအနီးအနားမှာရှိနေတဲ့အုပ်စုကညိုစိမ့်အဖြစ်ကိုတတိမပြုမိတာလားမသိကြအောင်ပဲတမင်ဆောင်ပေးနေကြတာလားမပြောတဲ့အလုံးနဲ့လက်ဆက်နေကြတယ်လို့ဇကားတွေကလည်းအမြင်မပြတ်ကြတောင်ပိုင်းကဧည့်သည်တွေရောက်နေလားမသိဘူးကျုပ်အိမ်ကိုခဏပြန်ကြည့်လိုက်အောင်မယ်တော့မင်းမဲ့သူမရှိပေမဲ့အချက်လုံအောင်တော့ရောက်လာစရာမရှိတဲ့ဧည့်သည်ကိုအကြောင်းပြရင်ညိုစိမ့်ထွက်လာခဲ့လိုက်တယ် အလူအိမ်မှာကိုဖိုးမောင်ကြံနေခဲ့တာပဲလေ။နောက်ကျောမလုံတဲ့စိတ်ကို ဖြည့်တဲ့တွေးရင်မျိုးစိမ့်ရရှိလန်းတွေက ကို့အိမ်ဘက်ကိုခတ်တုတ်တုတ်ကလေးပြန်လှည့်လာပါရဲ့။ခန်းတော့ဒေါသစိတ်ကြောင့်လားဝမ်းနေတဲ့စိတ်ကြောင့်လားတော့ဝေခွဲမရအောင်မျိုးစိမ့်ရင်ထဲမှာပူလောင်နေလေရဲ့။အိမ်ရောက်တာနဲ့ရေတောက်ဖို့မိဖို့ကြောင့်တဲ့တန်းဝင်လာတော့ပြောင်လက်အောင်တိုက်ချွတ်ထားတဲ့အိုးတွေကညိုစိမ့်ကိုလှောင်နေသလိုခံစားလိုက်ရတယ်။လက်ရာက အကြီးမားနဲ့အငယ်မလှုပ်ထားတာမဟုတ်မှန်းညိုစိန်တည်ပြီးသားဒေါသကတချိန်တို့ပြင်းဝင်လာသလားမသိတော့ထွန်းအောင်ညိုစိန်အတန်ကဟိတ်ထွက်သွားလိမ့်တယ်အခန်းထဲကနေညောင်းညောင်းညောင်းနာနာအတန်နဲ့ဗျာလို့ထူရတဲ့ဟိုပဲကျေးဇူးတင်ရမလို့လို့သားတော်မောင်အခန်းရှိရာဘက်ကိုညိုစိန်ဒေါနဲ့မောနဲ့ရောက်သွားတာရေတောက်ဖို့တောင်သတိမရတော့အဲ့ရထဲမှာပျော့ခွေခွေနဲ့လှဲနေရင်ဖုံးစော့နေလိုက်တာများတော်ယုံတိုင်ယုံမင်းကလေးတောင်သူ့ကိုမိမယ်မထင် မင်းကဒုနေရာဒုတော်နေရာတော့မနေတတ်ဘူးလားဟမ်အထွန်းဘာလို့လို့လဲမင်းမေအဲ့ဒီအထွန်းဆိုတာကြီးကိုညိုစိန်ကိုတိုင် အစလုပ်ပေးခဲ့တာရှစ်စလုံးနည်းနဲ့ခေါ်ခဲ့တာအခုချိန်မှာညိုစိန်ရင်ဝါကိုမြားဝင်ဆိုင်တယ်လို့နားလိုက်မယ်လို့ဖယ်တင်ခဲ့ပါလေမင်းကိုဘသူကအိုးခွက်တွေတိုက်ချော်ခိုင်းနေလို့လဲဟမ်အမကြီးနဲ့မလကဂိုင်းနဲ့တွားနေလို့အထွန်းလုပ်ပေးထားတာအပြစ်ရှိလို့လားမင်းမေ တားယောက်ျားလေးကအမေနဲ့အမတွေမအားလက်တော့ဝင်ကူညီပေးတာအပြစ်မဟုတ်ဘူးထွန်းအောင်ဒါပေမဲ့မင်းကယောက်ျားလေးလုံရမယ့်အလို့ဆိုရင်လက်နာမှာဆိုတာနဲ့ဖင်နာမှာဆိုတာနဲ့မင်းရဲ့ဖေတယောက်တည်းအမြဲလုံနေရတယ်မင်းကလေးလုံရမယ့်အလို့ဆိုရင်မင်းကအကုန်လုံရှင်နေမင်းကောင်မင်းမိကလေးများမှတ်နေလားထွန်းအောင်စိတ်ရှိလက်ရှိတဘုံဘုံနဲ့စော်ပြစ်ရှင်လားစူယုံလေးနဲ့တင်မျက်ရည်တပေါက်ပေါက်ကြကမကန်ဒီလက်ကလေးမှရှိတဲ့သူ့လက်တန်းရှိရှိလက်သေးရှိရှိကြတဲ့ကို လမ်းမဘော်ကလက်သေးရှိရှိလေးနဲ့ကနော်ကလော်နေပုံကညိုစိန်အသေးရလို့မစို့ကိုသားကိုသမီးကိုရရတဲ့အမေတယောက်ရဲ့ရင်ထဲမှာ ကို့အသွေးသားကိုကိုတန်ရရတယ်လို့ခံစားရတာဒင်းတို့ဘယ်နားလဲပါမလဲအခုတော့စိတ်မုန်းချက်တာနဲ့ပြောယုံရှိသေးတယ်တားတော်မောင်မျက်နာကပြိုတော့မဲ့မိုးလို့ညိုစင်းနေပြီပင်းသက်တစ်ချက်ချရမှာတော့ညိုစင်းမုန်းချက်လိုက်တာတပြင်းကွန်းွယ်ကလေးကိုပဲဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်ရတယ် မောင်တောက်ကြကရှင်လောင်းအရင်လှုပ်ဖို့ခေါ်တာမင်းကငင်းလိုက်တယ်ဆိုအထွန်မလှုပ်ရှင်ဘူးမေမေဘာလို့လဲလူပြိုလူငယ်တွေအရွယ်မှာဒီလိုမျိုးလှုပ်ပင်နေကြတဲ့သူတွေကြီးပဲမင်းကြမှာဘာလို့မလှုပ်ရှင်ရတာတော့ယောက်ျားလေးတွေတယုံယုံကြမှာအထွန်ချက်တယ်မေမေဘာငယ်တဲ့ကိုသွေးဆောင်တက်သွားလိမ့်တလားညိုစိမ့်ကောင်းနေမိုက်ခနဲ့ရင်ထဲမှာတလှက်လှက်နဲ့အာကောင်တွေလည်းရှောက်လို့ကုန်ပြီ ခွန်အားမဲ့သွားတဲ့သူတယောက်လိုမိဖို့ကြောင့်ဘက်ကိုပြန်လှည့်လာခဲ့တဲ့ညိုစိမ့်ရှိတော့တွေကတုံရှိနေလေရဲ့မျက်ရည်နဲ့ရောသွားတဲ့ရေတစ်ခွက်ကငန်လိုက်တာတာသမီ၃ယောက်မွေးထားပါတယ်ပေါက်ပေါက်မြောင်မြောင်တားယောက်ျားလေးတယောက်ပါတယ်ဆိုပြီးပျော်ရတယ်လားမှတ်တယ်တားတော်မောင်ကတမီလေးတွေထက်တောင်နှွေနှောင်းနေသေးတော့ညိုစိမ့်အသေးကိုကျွဲဝင်ခတ်တယ်လို့နာကျင်လိုက်ပါပြီလက်ဦးစရာမြေထိုက်စွာပုပ်ပါစရိယမင်းနှင့်ပါတဲ့ ပြန်တွေးကြည့်ရင်ဘယ်သူမပြုတ်မိမိမှုလို့ပဲညိုစိမ့်ကိုညိုစိမ့်အပြစ်တင်ရမှာလားတမီးနှစ်ယောက်မွေးပြီးမှတားတော်မောင်ကိုမွေးလာတော့ငုံကထမတက်ရှစ်ခေရတယ်ထုံးပေါက်အောင်ဆိုတဲ့ရည်ရချက်နဲ့ထုံးအောင်လို့နာမည်ပေးခဲ့တယ်နေရဖွားတွေမှာလည်းအထုံးဖွားဆိုပိုအောင်မြင်တတ်ကြတယ်ဆိုတော့အထုံးရဲ့လို့ညိုစိမ့်ကိုတိုင်းစခေါ်ခဲ့တယ်တမီးနှစ်ယောက်ကိုပြင်ဆင်ပေးလာတဲ့ညိုစိမ့်ရဲ့လက်တွေကအကျင့်ဖြစ်သွားခဲ့တာများလားမသိတော့ တဏ္ဍခါလိန်ပေနှုတ်နှုတ်ခမ်းနေကလေးဆိုပေနဲ့အမတို့ရဲ့ခေါင်းဝင်လေးပါတားတော်မောင်ကိုဆင်ပေးလေတိုင်းတခိခိနဲ့သဘောကျနေတဲ့ပုံကလေးကိုညိုစိန်ရှစ်မဝနိုင်ခဲ့တားယောက်ျားလေးကိုပောက်ခဲ့ရတယ်ဆင်ပေးနေတော့ကြရှောက်တောက်တောက်ဖြစ်သွားမှပြင်ခတ်နေအောင်မယ်ကွာကိုဖိုးမောင်စကားကိုလည်းညိုစိန်အလေးမထားနိုင်ခဲ့ကလေးပဲဆိုတဲ့အတွင်းနဲ့စင်မြဲလိမ့်ပြေမဲဖြစ်ခဲ့ဘူးကွာ တားလေးကနွတ်နွတ်နဲ့နဲ့လေးမို့အပြင်မှာသွားဆော်တော့လေဒံယာတန်ချက်ရမှာလေစိုးရင်ဒီဒီတော့အမတွေနဲ့ဆော့ခြင်းဆိုမဟုတ်ရင်မိန်းကလေးတွေနဲ့ဆော့တာလောက်တော့ညိုစိန်ကစိတ်ချလိမ့်တယ်။ယောက်ျားလေးအချင်းချင်းဆိုထိုးဟဲကြိတ်ဟဲနဲ့ကို့အသားတော်မောင်ကသူများကလေးတွေလိုကြံကြံတန်တန်ဆော့နိုင်တာမျိုးမဟုတ်ဘူးလို့ညိုစိန်အတွေးမှားခဲ့တယ်ထင်ပါရဲ့။သားတော်မောင်က မိမချောလေးပဲ။ပန်ဝန်းကျင်ရဲ့အတန်လေးတွေကိုညိုစိန်ကပီတိအဖြစ်နဲ့စားသုံးလာခဲ့ရတာ။ တားတော်မောင်တဖြည်းဖြည်းနဲ့ကြီးပြင်းလာတော့ညိုစင်းရဲ့အသေးစိတ်ကိုတက်လှန့်လာခဲ့ရပြီပေါက်ပေါက်မြောင်မြောင်ဖြစ်ဖို့နေနေတတာရှောက်တောက်တောက်ဖြစ်သွားလေခဲ့တယ်အမတွေကအမြင့်ပေါ်မှာတက်ပြေးသွားဆောတော့အောက်မှာရှိနေတဲ့မောင်ကဖုံးကန်နေမှာပေါ့ဟဲ့ဟုတ်တော်ကြီးမဟုတ်တော်ကြီးအယူသီးတယ်လို့ပဲဆိုခြင်းဆိုရှေးလူကြီးတူမဖြစ်တဲ့ဘွားလေးမြတင်ပြောတဲ့စကားကိုညိုစိန်ကယုံလေသည် အလမမဲလာကယောက်ျားစိတ်ဝင်နေတာမျိုးမဟုတ်ပါပဲထစ်ခနဲ့ရှိထမိန်တကားကနဲ့မြင်သမျှတစ်ပင်ပေါ်ကိုတက်နေကြအပြိုပေါက်တံပေမဲ့မြင်မကောင်းလုံးလို့ရရတာတဲ့တားတော်မောင် ဖုံးကန်နိုင်မှဆိုလို့ရရတာကခံပြများရဲ့ညိုစိန်တို့ဘဝကတဲတခင်းနဲ့တခင်းနဲ့စားရတောက်ရတာများလဲမပူပင်ခဲ့ရတမီးနှစ်ယောက်ကပညာရေးမှာ၄တန်းအထိသာပါသမီပါခဲ့လေတော့တားတော်မောင်ကိုအားခဲဘူးပါရဲ့ တောင်ဘက်ပိုင်းကရွာเจ้าမှာသားတော်မောင်ကရှစ်တန်းနဲ့ပညာရေးရက်တန့်သွားတာလေညိုစိန်ဖြေတာပါသေးသည်ညိုစိန်ရင်ထဲမှာမနေတာတာကသားတော်မောင်ရဲ့ပုံစံပဲလေသားတော်မောင်ကသားယောက်ျားလေးမှုဦးစည်းဦးဆောင်လုပ်နိုင်အောင်အဖေဖြစ်သူဦးဖိုးမောင်ကအလုပ်တင်ပေးလေသားတော်မောင်ကညင်းလေနဲ့တခါမှသူ့သားကိုနရင်တီးထက်လိုက်တာ၃ရက်လောက်တောင်သားတော်မောင်ကအိယာကမထာစတန်ဖျားတော်သည် အဲ့ဒီချိန်တုန်းကကိုဖိုးမောင်စိတ်လျှော့ထားခဲ့လေသလားမပြောတတ်ဘူးရဲ့တားတော်မောင်လေးတန်းအရွယ်တုန်းကတာမဏိကလေးဝစ်ပေးပါမယ်လို့တော့တားတော်မောင်ကကြောက်တယ်ဆိုတာကိုညိုစိန်တို့ကမိဘနဲ့ခွဲရမှာမို့ကြောက်တယ်လို့ထင်ခဲ့တာကိုပုံစံကလည်းတဖြည်းဖြည်းမတင်ကားစရာကောင်းလာလေညိုစိန်စိုးထိတ်လာလေပဲတားကိုရင်တားရဟန်းအဖြစ်ညိုစိန်တို့လင်မယားဘလောက်မျှော်လင့်ထားခဲ့တယ်လေရှစ်တန်းအရွယ်နဲ့ကြောက်ထွက်ထားတော့ ရှင်လေးပါလေးပြုတ်ပေးမယ်ဟဲ့ဆိုပြီးညိုစိန်တို့ဆိုင်းမြင်ကြလေရောတားယောက်ျားလေးများရှင်ပြုတ်မယ်ဆိုရင်ဖြင့်အပျော်ကြီးပျော်နေကြတာညိုစိန်မြင်ဘူးပါရဲ့အခုတော့ဆိုင်ကြီးတငယ်နဲ့ငိုယိုပြီးညင်းနေတဲ့ပုံစံကိုညိုစိန်ရဲ့တားတော်မောင်လက်ထက်ကြမှာရင်နာနာနဲ့မြင်ခဲ့ရသည်အဖေဖြစ်သူကတောက်တခေါက်ခေါင်နေရှင်လောင်းဆိုတာကလည်းစာတင်ကျောင်းပါလို့ကျောင်းမတက်ရှင်တဲ့ကလေးကိုအတင်းလက်ဆွဲပြီးတွားပို့လို့မှမရတာလေ ရှင်ပြုတယ်ဆိုတာတားမှာမဟုတ်ဘူးတိုင်တိုင်လုံးကိုတားအမှတ်နဲ့တင်ငန်းပတ်ပြီးလှူတယ်ငါတို့ကုတို့ရပါတယ်မယ်ညိုရကိုဖိုးမောင်ကဒေါသထွက်ရင်စိတ်လျှော့လာရင်ရှင်ပြုမယ်ဆိုတဲ့အတန်မျိုးဟာကိုမဟာတော့ညိုစိတ်မှသာမနေနိုင်မထိုင်နိုင်တားပုံစံကိုအရေးတကြီးကြီးနဲ့ဆောင်ရင်အငိုက်ဖမ်းဖို့ရှောင်းနေကြရသည်တားတော်မောင်ကတာသနာပေါင်ကိုကြောက်တဲ့ဒိဋ္ဌိစိတ်ဝင်နေတာမျိုးတော့ဟုတ်ပုံမရတာမနေအဖြစ်ဝိပေးမယ်ဆိုလို့သာငိုယိုနေတဲ့တားက ဘယ်တီလာချင်းဝစ်ပေးမယ်ဟေ့ဆိုလို့တရင်သွားသွားပြောကြည့်ပါလားထပြီးကလိုက်မယ်အဖြစ်မျိုးမြင်နေရတဲ့အမှန်တရားတစ်ခုကိုညှိုစိမ်လက်မခံခြင်းကဲအခန်းကနေဟာကဟုတ်ပါမလားမင်းညိုရဲ့ငငယ်ကလေးကအကြောက်ကန်ညှိနေတယ်ကောလက်ခံလိုက်တယ်ဆိုတာကယုံရခန့်ကြီးဟာမောင်တောက်ကြပစင်းတက်ပြီးကလေးကတားတော်မောင်ကိုညှိုစိမ်ဖြောင်းဖြားနာသွင်းကြရတာ လင်စားဖို့တားစားဖို့ ਨੇ ဒီမအေကပဲမိဖို့ကြောင့်လဲမှာတားတက်ဖားတက်ခရရတဲ့ငရဲကလွတ်အောင်တားပဲကုညီနိုင်မှာမို့လို့ပါအမေအတွက်အပေတကားလေးဖြစ်ဖြစ်ပိတ်ပေးပါလားတားရင်ကြားဘူးနားဝါလေးနဲ့ညိုစင်မျက်ရည်ခံထိုးကြည့်တော့တားတော်မောင်ကမျက်ရည်ပေါက်ငယ်အတွေ့အတွေ့နဲ့သဘောတူခဲ့ပါလေရောလားတင်နံတင်ကန်းပိရိတ်ခရာတွေဝယ်ယူစုဆောင်ပြီးနေတာတော့မှကိုဖိုးမောင်ကမယုံကျင်သေးအချင်းချုပ်ကလေးဖြစ်ဖြစ်ညိုစိန်လှုပ်ဖို့ရည်ရွယ်လိုက်သည် ရွာကြောင်းကဆရာတော်ကိုလည်းဥတင်လျှောက်ထားပြီးအနီးနားကအိမ်နီးနားချင်းတွေကိုလည်းတိုးတိုးတိတ်တိတ်ဖိတ်ပြီးနေပြီအရင်တုန်းကမျော်လင့်ထားခဲ့သလိုမော်မဟိကြွားမဟိလိုလည်းမလိုချင်တော့ပါဒီတဘဝမှာယဟန်မိဘဖြစ်ခဲ့ရင်ပဲကျင်တတ်လာပြီ အထူးသဖြင့်အတိတ်ဘဝကဝေကျွေးတွေပါလာတယ်လို့ပြောနေကြတယ်တားတော်မောင်ရဲ့ဘဝကိုဒီဘဝဒီများနဲ့ပဲကြည်သွားစေခြင်းနဲ့ဆန္ဒပါပဲ။ ဖြစ်နိုင်ရင်တားတော်မောင်ပဇင်းဝင်နေတဲ့အချိန်မှာပဲဒီဘဝဆိုးကကြည်ပြတ်သွားစေချင်တာပေါ့မနှက်ဖန်ဆိုရင်တားတော်မောင်ကိုအကြောင်းပို့ပြီးသာသနာပေါင်းသူသွင်းမဲ့နေထူးနေမြတ်ပဲလေအခန်းချာအဖေနဲ့အမေကို အထွန်းကတော့ခဲ့ပါတယ်သာသနာပေါင်းကိုလိန်လေပြီးဝင်ရမှာအထွန်းလိုက်ပြမတတ်ဘူးအထွန်းကိုအထွန်းမိမတယောက်ဖြစ်ပဲခံယူထားပါတယ်မိဘအချက်ကိုခွဲခဲ့တဲ့အထွန်းကိုခွင့်မလို့ကြပါနဲ့ အထွန်းအာယုံမကျင်းခင်ထက်တန်နေတဲ့ဇောနဲ့ညိုစိန်ကနိုးနေခဲ့ပြီအကြီးမားတဲ့အငယ်မကိုစော်အော်ပြီးတားတော်မောင်ကိုနှိုးခိုင်းလိုက်တာနောက်ဆုံးတော့ဒါတဲ့လားအခန်းခွနေစောက်တရားမရတဲ့စိတ်နဲ့ညိုစိန်ရှီလန်းတွေကတားတော်မောင်ရဲ့အခန်းလေးထဲကိုရောက်သွားခဲ့လေတဲ့တဏှာစီအကြည့်ရောက်သွားတဲ့အချိန်မှာတော့ညိုစိန်လှိုက်ခနဲပျော်ရွှင်မိသွားတယ်တကယ်ပဲတားတော်မောင်ထတ်သွားတယ်မှတ်ပြီးကဘာပြတ်မတဲ့ခံစားလိုက်ရတာ တာကအခန်းတော်မှာရွရွလေးနဲ့ရက်နေကြတယ်။နှဲ့ကျင်နှဲ့ပြောင်းကျင်ပြောင်းအမေကိုပေးထားတဲ့ဂတိကိုတော့တာကတီရှာသားပဲ။ပစုံးကပစင်းဝတ်ပြီးသွားရင်တာလှုပ်ရှင်တဲ့အလုပ်တာနေကျင်တဲ့ဘဝမှာနေပါစီတော့ဒါလေးတစ်ခုကိုတော့တားစီကညိုစိန်လိုချင်ခဲ့တာလေ။အထခန်းထဲကနေတားရဲ့လက်ကိုဆွဲပြီးညိုစိန်ထွက်လာတော့တအိမ်သားလုံးကမျက်လုံးပြူးနေသလိုပဲ။သူတို့ကလည်းတားတော်မောင်တကယ်ပဲထွက်သွားပြီလို့ထင်နေကြတာကို။ ကဲကိုဖိုးမတားကိုဆံမချခင်တင်ငန်းကလေးစီးပေးပါဦးတော့ကျုပ်ကြည့်ချင်လို့ပါတော့မဲညိုကိုဖိုးမောင်ရဲ့အကန့်တွေအပြက်တွေလုံမနေစမ်းပါနဲ့ကြောက်ရောက်တော့စီးတာကတော့စီးတာပေါ့အခုကတည်းကကျုပ်ကြည့်ချင်လို့ပါဆိုနေခဏနေကြောင်းကိုတွားရအောင်မဲသားကိုပဇင်းတက်ပေးရတော့ယဟန်အမေပဇင်းအမေဘဝကိုနေချင်းညာချင်းရောက်သွားရတော့မယ် ထုခဲ့တက်ခဲ့ရိုက်ခဲ့ရိုင်းခဲ့သမျှအာကုတို့တွေဒီသားတော်မောင်ရဲ့ကျေးဇူးနဲ့ကြေတန်းကြေရှေတန်းရှေလို့ရပြီပေါ့ညိုစိမ့်ကိုမြင်ရင်ဟာစီပွားစီနဲ့ပြုကျင်နေကြတဲ့အပေတကားလဲဂျင်းဆိုပိတ်သွားတော့မယ်ထင်ပါရဲ့သူမသူများတွေလို့အိုးစီဒိုးဘတ်တီးပြီးရှင်းအောင်မလှည့်ရလဲဘာအရေးတယ်ကိုဖိုးမောင်ကတပိတ်လွယ်ညိုစိမ့်ကတင်ကန်းရွယ်အကြီးမားနဲ့အလမ်းမကထီးဖက်နဲ့ကင်ပြီးလိုက်ခဲ့ရင်တော်ရောပေါ့ အရေးကြီးဆုံးကကတော်ပွဲကိုရှေ့ကနေရွက်သွားဖို့လူကလိုလင်သေးတယ်။အလတ်မကြီးဖွားမြတင်ကိုတော့ပြောပြပါဦး။ကတော်ပွဲကလေးရွက်ပေးပါလို့အကြီးမကပြင်ဆင်စရာရှိတာပြင်ဆင်တော့လေ။အော်ကိုဖိုးမောင်ရဲ့ကျုပ်ကတင်ငန်းမစိတတ်လို့စီးခိုင်းပါတယ်ဆိုနေမှငုံငူကြီးရက်နေတယ်တကယ်တည်းမှာပဲတော့ကိုဖိုးမောင်ကိုစက်ခိုင်းနေလို့ကတော့အာပေါ့ယုံပဲရှိတော့မှာမို့ ကြခနဲ့ဆိုညိုစိန်ကတင်ကန်းထုတ်ကိုဆွဲယူလိုက်တယ်။တင်ကန်းကိုတိတိကျကျလေးဖြန့်ခင်းပြီးသားတော်မောင်ကိုပေါ်မှာရှုံပေးလိုက်တယ်။ပြီးမှသားကိုညိုစိန်ကြည့်လိုက်တာ။ညိုစိန်မြင်ကျင်နေတာဒီလိုမျိုးပဲလေ။ညိုစိန်ခံစားကြည့်ရှုကျင်တာဒီလို ကြည့်နိုးမှုမျိုးပေါ့။ကိုဖိုးမောင်ရေကြည့်ပါဦး။ကျုပ်တို့သားလေးတင်ကန်းဝက်ကလေးနဲ့ကြည်ညိုစရာကောင်းလိုက်တာတော့။ကျုပ်တို့သားလုံးမျှော်လင့်ထားခဲ့ရတာဒီလိုမျိုးဒီလိုရဲ့ပြည့်လာခဲ့ပြီတော့။ မဲ့ညို newsing ကိုတိုင်က oneness one တန်စွန့်နေလို့လားမသိကိုဖိုးမောင်အတန်ကရင်ဟတ်ရင်လိုက်တန်ကြီးပါနေတယ်လို့လို့အကြီးမားနဲ့အငယ်မစီကအင့်ငနဲ့ရှိုက်တန်လို့လို့ဒါပေတိ newsing လှဲ့မကြီးဟာတားပစင်းမျက်နာတော်ကတစ်ချက်ကလေးမှအကြည့်မခွာနိုင်ရဘူးလေကြည်နိုးလွန်းလို့ညိုစိမ့်ရမြုံဝန်းထဲမှာလဲမျက်ရည်တွေရှန်ထွက်ကုန်ပြီထင်ပါရဲ့ ကိုဖိုးမောင်ရေတားကိုခဏလေးကင်ပေးပါဦးကျုပ်အရင်ဦးဆုံးကတော့ကျင်လို့ပါတော့မဲညိုမဲညိုအိုးခေါ်ပြန်ပြီကိုဖိုးမောင်ကတော့လေညိုစိန်ပိဋိအချိန်နေပြတ်မှာဆိုလို့ဘာမှပြန်မပြောကျင်တော့ဘူးတော့ကိုဖိုးမောင်လက်ထဲမှာတားပစင်းကို အပ်ပေးလိုက်တယ်ပြီးမှအနောင်နာကိုခက်ရွရွကလေးဆုပ်ရင် ကြွကြွကလေးထိုင်လိုက်တယ်။မိဘတွေကိုအပေတကာပိတ်ပေးခဲ့တဲ့တာဖုံးကြီးလို့အသက်ချေပါစေတော့။ လောက်ကလေးရှိပြီးညိုစိန်ကတော့လိုက်တယ်အကြီးမနဲ့အငယ်မရဲ့ဟိကနေငိုချတဲ့တအိမ်လုံးညံလို့ကိုဖိုးမောင်ရဲ့လက်တစ်ဖက်ကတားကိုစုပ်ကင်ထားတယ်ကြံလက်တစ်ဖက်နဲ့သူ့မျက်နှာကိုအုပ်ပြီးရှိုက်ကြီးတငင်ငိုနေသေးရဲ့ညိုစိန်ကတားပစင်းကိုဥရှကတော့နေရင်ကိုဖိုးမောင်ကိုတစ်ချက်မျက်စောင်းထိုးကြည့်လိုက်ရသည်ငိုတန်ဝါဝါကြီးနဲ့ကိုဖိုးမောင်ရဲ့ဘလုံးဖလွေးအတန်ကြီးကအချိန်ချင်းဥရှကတော့နေတဲ့ညိုစိတ်နားထဲမှာမကြားတဲ့ချက်ကြားတဲ့ချက် ဲ့ဒါနေသားမဟုတ်ဘူးမယ်ညိုအဲ့ဒါနေသားအိတ်ခဲတဲ့ဖျားဟဲ့မယ်ညိုရဲ့လင်းအိမ်ဟုတ်ကဲ့ဝတ္ထုလေးကတော့ဣဒင်ပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်တစ်ခုပေးပြီးဝင်ရောက်အားဖြစ်ပေးခဲ့ကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ရှင်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာညီကောင်မောင်တို့များအားလုံးဘေးကင်းကြပါကြပါစေခင်ဗျာ